ya wala off ya ba wa ya ya du mo ro u a a lo ni bu phit ko ni စစ်ကောင်ရှင်ကကျင်းပမယ်ရွေးကောက်ပွဲကိုပူပေါင်းကာကွယ်သွားမယ်လို့ကရင်လက်နက်ကိုင်၃ဘွဲကစက်တင်ဘာလ28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာပါတယ်။ကရင်နေသားဆောင်တဲ့ BGF ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKB နဲ့ကရင်ရင်းကျေးရေးကောင်စီ KNLPC တို့ဟာ စက်တင်ဘာလ28ရက်နေ့မှာ BGF အမှတ်နှစ်စစ်ဒေသဌာနချုပ်ရှိတဲ့တက္ကတီစံပြကြေးရော်မှာတွဲဆောင်ဆွေးနွေးခဲ့ကြပြီးတဲ့နောက်အခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။တကယ် message ဆိုလဲဆိုရင်လည်းထပ်ပေါ့လေပြောမစွန်ပါဆိုလူတိုင်းကကျွန်တော်တို့တွေကအာဒီမတူညီတဲ့သဘောထားတွေရှိကြတာပဲလေအဲ့ဒါကွယ်လွယ်သဘောထားကွယ်လွယ်ခွင့်ရှိတဲ့ဘက်မှာကျွန်တော်တို့တွေကတချို့ကျွန်တော်တို့ပြည်သူတွေနဲ့ဒီနေရာမှာရှိတဲ့ကျွန်တော်တို့ပြည်သူလူထုတွေပြည်သူလူထုဆိုတာကကျွန်တော်တို့လူမျိုးလူတန်းစားတွေအပေါင်းအစုံရှိမှာပေါ့ အဲ့ဒီလူတွေကထွက်ချင်တယ်ဆိုရင်လည်းဒါလူလုံးလလနဲ့သူတို့ရဲ့ဆန္ဒအတိုင်းပဲကျွန်တော်ကခွင့်ပြုတယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဒါလေးဒီတချို့ကဟိုဘယ်လိုပြောမလဲဒီအနေထားကျွန်တော်တို့ဒီမဲထက်တဲ့အနေထားမှာတချို့အပိုင်းတွေမှာကဟိုဟိုအနောက်အဟန့်တာတွေရှိကောင်းရှိနိုင်တယ်လေအကကွက်တဲ့ဆိုတာကဒီကျွန်တော်တို့ပြည်သူလူထုတွေမဲပြီးတဲ့နေရာမှာကကျွန်တော်တို့အတတ်နိုင်ဆုံးပေါ့လေဒါပြောချင်တာအတတ်နိုင်ဆုံးကျွန်တော်တို့ဟိုအနေရမရှိအောင်ကျွန်တော်တို့ ပဲပေါင်းစောင်းတော့ညနေဆောင်ရဲပြီးတော့ကာကွယ်သွားမဲ့သဘောပါအဲအဲ့ဒီဟာအဲ့ဒီဆွေးနွေးပွဲကို BGF ရဲ့ဘုံမှုကြီးစောချစ်သူဘုံမှုချုပ်စောတင်ဝင်းဘုံမှုချုပ်စောမုတ်တော် KNLPC ရဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာနော်ကဘောထူ DGB ရဲ့ COC ချုပ်ဘုံချုပ်ကြီးစောစတီဘုံချုပ်စောဆန်းအောင်စတဲ့ထိပ်ပန်းကောင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့သိရပါဗျ။ကရင်မျိုးသားစီယုံ KNU ရဲ့ဒူပလာယာခိုင်ဥက္ကဋ္ဌဟောင်း ပရိုဆောရှင်မောင်လည်းတက်ရောက်ခဲ့တယ်လို့သိရပြီးသူဟာငင်းရဲရေးကိုချစ်မြတ်နိုးသူနဲ့လူလားသူဖြစ်တယ်လို့မိတ်ဆက်ခဲ့ကြောင်းဒီပွဲကိုတက်ရောက်ခဲ့သူတွေကဆိုကြပါဗျ။လက်ရှိမှာကရင်ပြည်နယ်ကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးဝင်ရောက်နေပြီးလေကြောင်းပုံးကျဲမှုတွေအရက်သားပြည်သူတွေပေါ်တပ်ဖြတ်မှုတွေကိုနေ့စဉ်နဲ့အမျှကျူးလွန်နေတာဖြစ်ပါတယ်။ဒီလိုစီးရဲခြေနေတင်းမာမှုတွေကြားမှာကရင်လက်နက်ကိုင်၃ဖွဲ့အနေနဲ့ဘလို့နေမီတင်းရင်အေဂျင့်တော့ဆောင်ရွက်သွားဖို့အစီအစဉ်ရှိနေတာပါလေ။ ရနေစမလဲဆိုတာတော့အရင်ရှုထောက်တွေအမျိုးမျိုးတော့ရှိရှိကြမှာပါအာကျွန်တော်တို့ 7E ကိုအလိုင်းအနေနဲ့ပဲဖြစ်ပြီးအာကရင်လက်နက်ကန်တုံးပွဲပဲဖြစ်ပြီးဘယ်ကနေဘယ်လိုနည်းလမ်းနဲ့စတတ်မလဲဆိုတဲ့အပေါ်မှာကျွန်တော်တို့စနိုင်တဲ့အမှားကစမှားကနေပြီးတော့ကျွန်တော်တို့စနိုင်တဲ့ဒီနည်းလမ်းအပေါ်မှာကပဲဟိုအစပြုပြီးတော့ဒါဆောင်ရွက်သွားဖို့အဲ့လိုမျိုးပဲရှိပါတယ်ခင်ဗျ ငင်းရဲရင်နဲ့နေမီတည်ငင်ရေးအတွက်ဆောင်ရွက်သွားမယ်လို့ဆိုပေမဲ့ဗေဒီသားတွေမှာဘယ်လိုပုံစံနဲ့စပြီးလှုပ်သွားမလဲဆိုတာတော့တိတိကျကျထုတ်ပြန်ဖြေကြားတာမရှိသေးပါဘူး BGF ကကမကထပြုလုပ်တဲ့ဒီပွဲမှာကင်းပြည်နယ်အတွင်းကလက်နက်ကင်တပ်ဖွဲ့တွေတွဲဆောင်ကြတာဖြစ်ပေမဲ့အဓိကကျတဲ့လက်နက်ကင်အဖွဲ့တစ်ခုဖြစ်တဲ့ KNU အနေနဲ့ပါဝင်ခြင်းမရှိတာကိုလည်းတွေ့ရပါတယ် KNU အနေနဲ့စစ်ကော်မရှင်တပ်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်သွားမယ်လို့တရားဝင်ကြေညာထားသလို ရွေးကောက်ပွဲကိုထောက်ခံတယ်လို့ကြေညာထားတဲ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးသူတို့ရဲ့ယက်တီချက်ကိုပြည်သူတွေကထင်ထင်ရှားရှားမြင်ရတာလို့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူပဒိုစောတော်နီကစက်တင်ဘာလ24ရက်နေ့ကပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ပြီးတော့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုသွားပြီးတော့ထောက်ခံတယ်ဆိုတာသူတို့တရားဝင်ကြေညာလိုက်တယ်ဗျ။အဲ့ဒါနိုင်ငံရေးအရာဖြစ်တယ်နိုင်ငံရေးအရာဖြစ်တဲ့ခါကျတော့ဒီနိုင်ငံရေးလှုပ်ဆောင်မှုတွေအားလုံးရဲ့နောက်ဆက်တွဲစစ်ရေးဆိုတာ ်စည်ရင်းဆိုတာနိုင်ငံရေးနောက်ဆက်တွဲပဲလေအဲအောင်စည်ရင်းမှာလောက်လောက်လိုက်ပါလာတဲ့ဟာတွေတို့ဘာလို့လဲကျွန်တော်တို့ပြောစရာမလိုတော့ဘူးကျွန်တော်တို့ကြည့်တာတို့ရဲ့နိုင်ငံရေးရပ်တည်ချက်ကနော်စစ်ကောင်စီနဲ့အတူတူရပ်တည်ပြီးဆိုရင်တော့ဒါကျွန်တော်တို့ဘာမှပြောစရာမရှိတော့ဘူး